အဲ့မှာလှုပ်နေတဲ့အချိန်မှာမေချိုးကလမ်းပေါ်မှာဒါပေမဲ့ကားကဒီလိုဒီလိုဖြစ်နေတော့မသိဘူးအကုန်လုံးထိပါတယ်သမီးရဲ့ဘယ်သတင်းမဆိုထိတယ်ဘာကိုမှမကြည့်နိုင်ဘူးဒီအဟိုမစိုးရင်ကြောင်းနဲ့ကြီးပြိုသွားတာများလို့မေချိုးလေးရုပ်ချင်လားမသိဘူးရုပ်ချင်တယ်နဲ့အဲ့လိုကိုထင်တာအဲ့လိုလေအဲ့လိုလေဖြာတဲ့အဲ့တော့သူတို့ခောက်တယ်ဖြာတယ်လို့ရှင်းတယ်အဲ့ဒါလေးတွေလေ အဓိကထားပြီးတော့ပေးလိုက်ခြင်း ਨੇ လူဘွားဆိုတာလေဘလောက်ဟိုမျက်လည်းပြရတယ်လို့ပဲလေမင်းကတိုက်ကြီးတယ်မှာအေကွန်နဲ့တခါတည်းတောင်စုံဖို့ရရင်နဲ့အိတ်တဲ့လူတွေကအခုကြတော့ကြည်စမ်းဘယ်မှမမအေးရတော့လေဟုတ်တယ်မလားဘယ်လျာမအေးရတော့ဒါဒီအားလုံးကလည်းဘာဖြစ်ဟိုကျွေးရှိရင်လည်းပြေပါစေလို့ဆုတောင်းပေးပါတယ်လို့နော်အဲ့ဒါကြီးကလည်းအခုဒီလောက်နဲ့ပြီးသွားပါစေလို့ဆုတောင်းပါတယ်အဲ့တော့ဒီဒီကဆိုကြီးကအခုဒီအခြေအားစပြီးတော့ လောက်ကပတ်တော်ပိပြီးတော့ပါစေလို့မြေချိုသစ္စာဆိုပြီးဆုတောင်းပေးပါတယ်လို့ပြောချင်ပါတယ်မြေချိုကလေအဲ့လိုဟိုဟာပေါ့နော်အာနာကုတ်ကြုံမှုတယ်နာဆူနာမီပေါ့နော်အဲ့လိုကြုံမှုတယ်ဒါပေမဲ့လေအဲ့လောက်ကြီးလောက်ကြီးတော့ဟိုထိတ်လန့်တကြားကြီးမဖြစ် ဖြစ်အောင်တော့မကြုံဘူးတမီးတကယ်ကိုမကြုံပါမိချိုတခါကျအိမ်မက်ကြီးလားမသိဘူးအိမ်မက်လိုတော့တင်တယ်အခုဆိုမိချိုမပြောဘူးမိချိုဆိုအရင်တော့ဆိုအရင်အလိုရှင်လှလှတက်တက်ကြာနေတတ်တာလေဒါပေမဲ့အခုတော့မနေတတ်ဘူးဘာလို့ဆိုတွေးလိုက်တွေးလိုက်ရင်လေရင်ထဲကဆို့ဆို့လာတယ်အဲ့လိုလေကိုမဟုတ်တော့လဲပဲတော့တွက်ကြည့်လိုက်တာပေါ့တော့ငါသာဆိုရင်ငါလူတွေသာဆိုရင်ဆိုအဲ့အဲ့လိုနဲ့တော့နေနေတဲ့လူတွေရဲ့ ဒီထဲထဲအချင်းအကျက်တွေပေါ့နော်ဟိုတခါတစ်ဖြစ်တော့တခါတည်သွားတယ်ဆိုရင်တော့တည်သွားတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့အဲ့လိုကြီးအထဲထဲမှာရှိနေကြတယ်ဘာညာဆိုတာတွေကအမြန်ဆုံးကြင်တင်လို့ရပါစေဆိုတဲ့ဆုနယ်ပေါ့နော်အဲ့ဒီအမြဲတမ်းဖျားရှစ်ချစ်မှာပဲနေပြီးတော့ဆုပဲတောင်းကျင်နေတယ်အဲ့လိုပဲဖြစ်တယ်မင်းချို့မွှင်လန်း ဒါမင်းတို့တားသမီးတွေကတော့သူကပေးမကြည့်တော့ဘူးတဲ့လားမကြည့်နေရတယ်မမေးမကြည့်ပါနဲ့ကိုယ်လည်းသိချင်တာပေါ့တော့ဘယ်သူတွေတော့ဘယ်သူလို့ဆိုဗန်လီဆိုတာတော့မင်းတို့ကတလောက်သုံးလေးောက်တော်တော်အလုလုနေတဲ့ဆိုတော့လေဗန်လီကိုလည်းအရန်ချက်တယ်မန်လီမြို့ရဲ့မြို့ကိုဝင်ရတယ်ဆိုရင်ကိုယ်ကရင်ထဲမှာခံစားရတယ်လူငငယ်လေးတွေကမဟုတ်16 18 19နှစ်တည်းကတချင်းသွားဆိုနေတဲ့မျိုးဆိုတော့လေအဲ့တော့ဗန်လေးမျိုးကကို့မျိုးတဝက်ဖြစ်နေကိုကဗန်လေးပြီးရန်ကုန်ပြီးမန္တလေးသူပဲအဲ့လိုကိုဖြစ်နေတာဆိုတော့လေအဲ့တော့ ဖြစ်တယ်ဆိုတော့မလေးကဒီလိုဖြစ်တယ်ဆိုတော့တမန်ငါဆက်ငါခါတိုင်းလဲအောင်ရင်းနေလှုပ်နေတာပဲပေါ့အဲ့အင်းကနေလှဖုန်ဆက်ပြီးတော့ဆက်နေနိုင်ခွဲမှာဖုန်ဆက်တဲ့အချိန်တိမင်းဆိုအဲ့လောက်ဖြစ်မယ်မထင်ဘူးအောင်ရင်းလှုပ်တယ်ပေါ့အဲ့လိုအဲ့လောက်ပဲငင်းရတော့လှုပ်နေတာကိုအမြဲတမ်းလိုလိုကြားနေရတာဆိုတော့ငင်းလှုပ်တယ်ပဲအဲ့လိုပဲ feeling ရှိတယ်ဒါပေမဲ့ဟုတ်ဘူး360မိုင်မှာကလေးပြနေပြီ drive ကျိုးနေပြီဆိုဖုန်းကဝင်လာပြန်တဲ့အခါကျတော့တော်တော် ဖြစ်တယ်ထင်တယ်ပေါ့နော် အဲ့လိုမျိုးဒါပေမဲ့တို့ကလုံးဝဆက်မသွားမယ်မြတ်သွားမယ်ချူကဆက်သွားမယ်ရတယ်ငါတို့ဆက်သွားလိုက်မယ်လေအရင်မကြည့်ပါဘူးဟိုမထင်ဘူးပေါ့ဒါပေမဲ့ပြန်ကိုလာမယ်ဆိုတော့တို့ကလည်းပြောတယ်နော်မန္တလေးကိုဖုန်းဆက်လို့ရတဲ့အဖွဲတွေကလည်းချူချူပြန်လှည့်တော့မြန်မာပြန်လှည့်တော့လမ်းမကောင်းတော့ဘူးလမ်းမကောင်းနိုင်တော့ဆိုပြန်လှည့်ခိုင်းတော့မိုင်220နေပြီးတော့မှအဲမြေချူတို့နေပြီးတော့ရောက်တဲ့အထိသွားလိုက်တယ်သွားလိုက်တော့အဲ့နေပြီးတော့ရောက်တဲ့အခါကျတော့လေဟို ဆက်သွားဘူးကမဖြစ်တော့ဘူးအိမ်မှာဖြစ်တော့မယ်ညနေလဲ9:00နာရီ6:00နာရီဖြစ်နေပြီဆိုတော့လေအိမ်မှာဆိုတော့လေနေပြီးတော့မှလည်းအေးရစရာမရှိဘူးဒီအထက်ပြင်းနေပဲရတော့မယ်ဟိုတယ်ကြီးကလည်းအောက်ခန်းနေပြရဆိုမယ်အေးရပြအောင်အဲ့ဒါလည်းမချိုးတောင်ငူအထိမောင်းရတယ်အတောင်ငူတောင်ငူရောက်တဲ့အခါကျတော့အဲ့လိုအထက်မမြင်တဲ့ဟိုတယ်လေးတစ်ခုရတယ်ပေါ့နော်အဲ့ဒီမှာအိတ်တယ်အဲ့မှာအိတ်တောင်အဲ့ဒီဟိုတယ်လေးထိထားတယ်မချိုးလမ်းမှာမလီရောက်တဲ့ဆရာမချိုးလမ်းမှာဟုတ်တယ်ဟုတ်တယ် ဟိုမီချိုရူကဟိုဟာပေါ့ပြီးရနေပြီတော့မှပြီးရနေသူကတောင်တွင်းကြီးလာတယ်တက်လာတာသူကဒီလိုဇိတ်ဇက်တည်းလေတောင်တောင်အပတ်လေအဲ့ဒါအဲ့မှာအဲ့လိုအဲ့တက်လာတော့အဲ့မှာဆိုတော့အဲ့မှာလှုပ်နေတဲ့အချိန်မှာမီချိုရူကလမ်းပေါ်မှာဒါပေမဲ့ကားကဒီလိုဒီလိုဖြစ်နေတော့မသိဘူးဒါပေမဲ့တခုရှိတာအမေချိုရဲ့မြေးလေးရမီချိုမြစ်ကလေးရတော့အာနာသူက အော်နဲ့အဲ့ဒါကြည့်ရကလေးရအဲ့ကလေးအမိုးလာသူဒီ feeling ကိုသူမပြောရလို့သိပါပေါ့မချိုးရတော့ခီးချမ်းနေတွားနေကြဆိုတော့ကိုကတော့ကိုကိုတခါနေကြရင်တော့မအိမ်ရဆိုမမေဘောင်းနဲ့ဝမဲဟုတ်တယ်တကယ်ကိုကိုကဘာဖြစ်သူတို့ရမောဘူးအေးနင်တို့အချိန်ကြာငါလည်းဖြစ်မယ်နင်တို့အရွယ်ကြာဖြစ်မယ်တော့တောင်းပါတယ်အပါလာတဲ့အဖေါ်ကောင်မလေးကဝောဝောနဲ့ချိန်လုံးအော်ဆိုရဲတာအဲ့တမီးမိကလေးကလည်းမြက်ကလေးကလည်းအာ ဲ့လိုကားပေါင်းနေတဲ့မြေးလေးကလည်း तू မမောင်းကျင်တော့မမောင်းတိုင်တော့အဲ့လိုဖြစ်တယ်မင်းတို့ဟိုဟာမင်းတို့သတိထားမိလိုက်လားလောက်တာသတိထားပို့အဲ့ဒါကားလမ်းကျနေပေမဲ့ဒါလေမသိဘူးလေမသိဘူးဒါပေမဲ့အရန်ကျတာပဲအဲ့လိုကားပေါင်းတဲ့လူကအဲ့ရနေဒီမေဟိုပြည်ကနေမန္တလေးမန္တလေးအထိရောဒရိုင်ဘာတယောက်ငားလာတာမင်းတို့အဲ့လမ်းကတော့ဘေးကအဲ့လိုဂျက်ပြီးဟုတ်တယ်ရှိရနော်ဟုတ်တယ် ချိန်ကားမောင်းတာတော်တော်အန်ဒီအရန်ကံကောင်းလာပြီချိုးအရန်ကံကောင်းလာဘယ်လောက်ထိကံကောင်းလဲဆိုမင်းချိုးရဲ့ကားကတခါမှမပြတ်ဘူးတဲ့ကားအိမ်မှာနတ်တွေကုန်ချောင်းအဲ့ဒါကြောင့်လေမန္တလေးကို right time မဝင်တာဘိုးရင်မလုံးပါမချိုးအမဲလုံးနေနေပြောနေညနေရပြီအဲ့နတ်တွေပြောတာငလင်းကြောင်းတော့မဟုတ်ဘူး အဲ့ဘလို့ကြောင့်ပြုတ်ထွက်လဲမသိဘူးတခါမှတော့မဖြစ်ဘူးအဲ့လိုပဲနည်းနည်းလေးအတန်လေးမြည်တယ်ဆိုတော့မောင်းတဲ့မြေးကလေးကချိုးတဲ့အတန်နည်းနည်းမြည်တယ်တဲ့ဟိုတကားဒီလိုဂုံးလေးတဲ့တက်တောက်အတန်လေးရှိတယ်သားပြချင်းတယ်အတပြဘောသားရဲ့လိုပါခီးဝေးဆိုတော့သွားလိုက်ဒါပေမဲ့ဘာမှဒီလောက်စိတ်ထဲမှာမထင်ဘူး ထင်ဘူးအော်တခုပေါ့ဥမာတကန်းတင်ပြန်ရိုက်လေကရ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 တဲ့မြည်သလားပေါ့အဲ့လိုပဲထင်တာလေအဲ့လိုနဲ့သွားတော့ workshop ဆရာလေးကြည့်ပြီးတော့ပါလေကြည့်နေတယ်သူကပလက်ကြီးဒီအောက်အောက်ပါကားအောက်ကနေကြည့်လာခပဲတော့အရန်ကန်ကောင်းတဲ့အရန်ကန်ကောင်းတဲ့ကားကြီးရတဲ့ဘိန်းပြုတ်ထွက်တော့မှာဘိန်းပြုတ်ထွက်ပြန်မှောက်တော့မှာအဲ့လိုဖျားတရားဖဲတာပေါ့နော်ဒီမှာလဲဒီလိုအချိန်ကြအောင်ဖဲလိုက်တယ်အဲ့တော့ကျတော့7တိုင်းလောက်ဖြစ်သွားပြီကြော်သွားပြီ7တိုင်းမှာထွက်လာတော့ဘလုံးမပန်းလေးကို ဒီလိုမှငရင်လောက်တဲ့အချိန်မှာမရောက်တော့ဘို့ရင် မလောက်ခင်သွားပါရောက်ပါအကုန်လုံးထိပါတယ်သမီးရဲ့ဘယ်သတင်းမဆိုထိတယ်ဘာကိုမှမကြည့်နိုင်ဘူးဒီအဟိုမဆိုးရင်ကြောင်းနဲ့ကြီးပြိုသွားတာများလေမေချိုးလေးရုပ်ရှင်လားမသိဘူးရုပ်ရှင်တင်နေအဲ့လိုကိုထင်တာမလှုပ်ပြန်ပြီလှုပ်ပြန်ပြီရဲ့မင်းနေဝင်ရဲသွားပြန်အော်အော်ကျွတ်ကျွတ် လူရှင်ဖြစ်ရင်ကောင်းမှာပဲပေါ့နော်အိမ်မက်တွေလည်းအလိုပဲပေါ့ကြောက်လို့လေတခါမှအဲ့လိုမဖြစ်ဘူးလေကိုကိုမကြုံဘူးဆိုပေမဲ့ကိုကြုံရတယ်လို့ပါပဲသမီးရဲ့တကယ်ပါပဲဘာဖြစ်ဆိုတော့ဟိုလူတွေကိုမချူကပိဋကကိုလူတွေကိုချစ်တယ်လူလေဆိုတော့အဲ့တော့သူတို့တွေဒီလိုခံစားနေရတယ်ဘလို့နေကြမလဲဆိုတော့တွေးလိုက်တိုင်းရင်ထဲမှာကြက်ပြီးတော့လေအဲ့လိုကြက်ကြက်ပြီးအဲ့လိုကြီးဖြစ်တယ်အဲ့တော့မခံစားနိုင်ဘူးဒါကြီးအမြန်ပြီးသွားပါစေလို့သူတို့ရဲ့ ထဲထဲမှာရှိနေတဲ့လူတွေအပြန်စုကဲနိုင်ပါစေလို့အဲ့စုပဲတစ်ချိန်လုံးတိုင်းနေတဲ့သစ္စာဆိုပြီးတော့စူတောင်းနေတယ်။နောက်ပြီးတော့ထပ်ပြီးတော့လည်းဒီလိုကြီးမဖြစ်ပါစေနဲ့ပေါ့ဒီအခွင့်ကြီးကကြောက်စရာကြီးလေ။ तू က7.7ဆိုတာအရန်မြင့်ကြီးမားတဲ့ဟာကြီးပေါ့နော်။အဲ့ဒါလည်းမလှပါစေနဲ့လို့စူတောင်းနေတာတမြဲ။ဟိုခေခေအခါကြီးကဟိုတရားသာသနာဆိုတော့ဒါကတ်စီတယ်လို့လည်းလူတွေကပြောကြတယ်နော်။အဲ့ဒါကြောင့် ဖះနဲ့တရားနဲ့တွေပါစိတ်ကလေးကောင်းထားပါလို့မချွာပြေးတက်ကိုပြောခြင်းတယ်တကယ်တော့ဖြစ်မယ်ဆိုရင်တော့အခုမချိုးလို့ပေါ့ဖယ်လိုက်တာပေါ့တခုပြီးတခုရှောက်ဖယ်တာအမှန်တော့ဒီကားလည်းတခါမှဖြစ်ဘူးအဲ့လိုလေနောက်ပြီးတော့မန္တလေးကနေပြီးတော့မှအောင်လာအောင်လာနေပြည်မောင်းလာဘာမှဖြစ်ဘူးဒီတရားတည်ပြီးအဲ့ဒီကိုသွားပါတော့မယ်ဟဲ့ဆိုတော့မှဒလူကြီးဖြစ်တာဆိုတော့လေဒါဟိုဘာခေါ်မလဲချိန်ဆွဲလိုက်တာပေါ့အချိန်ဆွဲပလိုက်တာပေါ့အဲ့ဒီအချိန်ကိုဒါကိုရဲ့ ကောင်းမှုကုသိုလ်တွေကဆွေးပြေးလိုက်တာပေါ့အဲ့လိုပေါ့ကြည့်ပြီးတော့မျက်ရည်ကြားတဲ့ဟာတွေလည်းရှိမှာဟာတမီးရဲ့ဘယ်နဲ့ပြောအခုခုကြကြနေတာမင်းချောကအောင့်နေရတယ်ဘာဖြစ်လို့ကိုယ်တွေလည်းအရန်ကြီးအင်းအားကြီးကိုပြက်သွားတာကိုမပြချင်ဘူးလေဒီကိုကကြရအောင်ပဲလေတမီးရဲ့ဥမာဥမာဆိုလို့ရှိရင်ဒီမှာမင်းချောကဓာရီကို လာပြီးတော့ကလူတဲ့ဆိုတာဒဒဒအားပေါ့เนาะနောက်မျိုးချိုးတတ်နိုင်တဲ့ဘက်ကနေချားတွေအများကြီးလုတ်ပေးရအောင်ပဲ စိတ်အားတွေရှိသေးတယ်နော်ခွန်အားတွေရှိသေးတယ်ငွေအများကြီးမတတ်နိုင်ဘူးဆိုရင်တော့မတတ်နိုင်တဲ့လောက်ကလေးကိုချွေးနေကစားလေးနဲ့လှူရအောင်မယ်နော်တို့ပြန်လဲထူထောင်ဖို့အတွက်စိတ်ဓာတ်အားတွေကိုမိချို့ကပေးရအောင်ပါလေအားကြောင့်မလို့ကိုကဒီမှာပြော့ညံပြီးတော့မိချို့တို့မပြချင်ဘူးမိချို့ဒါပါပြောငလျင်ထိသွားတဲ့စကိုင်းမန္တလေးပျော်ပွဲအကုန်ပေါ့နော် ဘာပြောမလဲသားသူဝင်နေဆုံးရှုံးသွားတယ်ဆိုတော့တို့တော်တော်လေးခေါင်းအားပေးစရာစကားတော့မရှိပါဘူးမရှိတော့ဘာပြောရမှန်းကိုမသိတော့ဟိုမင်းတို့မဖြစ်ဘူးလို့ပါกว่าဆိုတော့ပြောမှာပေါ့တို့ဘာမှမဟုတ်စိတ်ကောင်းကောင်းထားပါစိတ်နှလုံးအေးပါဘလို့မှပြောလို့မရဘူးတမီးအဲ့တော့တရားလေးရှာဖွေလို့တွေ့ပါစေလို့အဲ့တရားလေးနဲ့နင်းနိုင်ကြပါစေလို့ဆုတောင်းပါတယ်တမီးရဲ့အဲ့ဒါလေးပေါ့ကိုကြီးလေးဒီလိုမျိုးတက်တက်ကြွကြွလေးရှိကြတယ် ဟိုကျေးဇူးတင်တယ်ဝင်တာတယ်လေသူတို့တော့သူတို့ကတော့သွားနိုင်တယ်လေမေချိုကတော့မသွားနိုင်တော့ဘူးလေအေးသွားနိုင်သွားဟောတမီးကသွားဖို့ကိုလုပ်တယ်တောင်းတင်ထားတာဒါပေမဲ့သူတို့ကမေချိုကိုကြတော့မလိုက်စစ်ချင်းဘာလို့မေချိုကအသက်ကြီးပြီလေပြောမိတာပြောနေတာလှုပ်ချင်လို့သာလှုပ်နေတာလေမေချိုအရွယ်ကဟိုတောင်ဝင်းကြီးနဲ့သွားနေကြတာချို့ဆိုဟုတ်တယ်မလားနောက်နေ့ဆိုလို့ရှိရင်မေချိုက80ဖြစ်ပြီအခုဆို89ဆိုတော့အရင်အသက်ကြီးနေပြီဆိုတော့သူကအရေးဟအကြောင်းရဲ့ဆိုလို့ရှိရင်မရမ်းနိုင်ပါလေကြောက်တာပေါ့နော်ကို့အတွက်လေးနေမယ်လေ ုတ်တယ်မလားအင်းအားကြောင့်မချိုလိုက်တော့မသွားဘူးဒါပေမဲ့ချိုနိုင်တဲ့လောက်တော့အလှလေးတွေထည့်ပေးမယ်ဒီမှာရှာပေးမယ်နိုင်ငံသားတွေတကင်ချင်းတွေဘာတွေအခုသမီးလေးရလဲကြားရဆိုတော့လေမမေသမီးလှုပ်မယ်အင်တာလေဟိုကနေအဲ့လိုပြောတယ်အဲ့ဒါလေးတွေနိုင်သမျှတော့ လိုပဲပေါ့တမီးရယ်အဲ့လိုပြောအမေကျွန်တော်တို့နည်းနည်းနည်းဆွလိုက်တဲ့အများကြီးရသွားမှာပေါ့ဟုတ်ကလားမောင်လေးတို့ကအဓိကဘာလေးတွေသွားလို့မဝင်သားလေးလားဒါမှမဟုတ်ဒါတို့လိုအပ်တဲ့ပစ္စည်းလေးစုပြီးတော့သွားလို့ကြာမှာမဟုတ်သူတို့တော့မေချွတ်ပြောတယ်တို့တကယ်တော့လို့ငွေသားထဲအဲ့ဒီလိုအပ်တာလေးကပုံမှန်အေးအစားတောက်တည်းကပူဆိုးနေတာတော့သူနဲ့မတွေ့ရသေးဘူးမချိုးတဲ့သူနဲ့လည်းမတွေ့ရသေးဘူးအဲ့တော့အခုဒါမှတွေ့တယ်ဆိုတော့အဲ့ဒါသူတို့မေးရအောင်ပဲမေးပြီးတော့ဟိုကဘာလို့လဲဆိုတာကိုသူတို့လည်းလေ့လာပြီးသားဖြစ်မှာပါအ ဲ့လိုလုတ်ပေးရပါအဓိကမောင်လေးတို့ဘာလေးသွားပြုစေချင်လဲမိချိုးကတော့တကယ်တမ်းတော့လေမန္တလေးကလေမစင်ရကြဘူးတမီးရဲ့တလငွေချင်းမစင်ရဒီအစားအတော့လိုတယ်နော်ဟိုကဘာလှမ်းပြောလဲဆိုတော့မိချိုးတို့ဟိုခောက်တဲ့ဟိုတင်မြူပြားလေးလိုချင်တယ်ခောက်လို့ရတယ်အဲသူကအောက်မှာအိတ်အိတ်လင်းရတယ်လေအဲ့လိုလေ အဲ့လူတွေဖြာတဲ့အဲ့တော့သူတို့ခောက်တယ်ဖြာတယ်လို့ဆိုနေတယ်အားလေးတွေလည်းအဓိကထားပြီးတော့ပေးလိုက်ချင်တယ်လူဘွားဆိုတာလည်းဘလောက်အော်ပြလဲပြသလိုပဲလေမင်းကတိုက်ကြီးတယ်မှာအေကွန်နဲ့တခါတောင်စုံဖို့ရရင်လည်းအိတ်တဲ့လူတွေကအခုကြတော့ကြည်စမ်းဘယ်မှမမအေးရတော့လေဟုတ်တယ်မလားဘယ်နေရာမအေးရတော့ဒါဒီအားလုံးကလည်းဘာဖြစ်ဘူးဟိုကျွေးရှိရင်လည်းပြေးပါစေလို့ဆုတောင်းပေးရတယ်လို့နော်အဲ့ဒါကြီးကလည်းအခုဒီလောက်နဲ့ပြီးသွားပါစေလို့ဆုတောင်းပါတယ်အဲ့တော့ ဒီဒီကတ်ဆိုကြီးဟာအခုဒီအခြေအဆာပြီးတော့လောက်ကပတ်တော်ပိပြီးသွားပါစေလို့မြေချောတစ္ဆာဆိုပြီးဆုတောင်းပေးပါတယ်လို့ပြောချင်ပါတယ်အဲ့ဒါဒီတော့မချုံမချုံမကြားလဲမကြားချင်တိကပ်